မြစည်းမပြည်သက်များလုံးမဲမင်္ဂလာပါမေလ9ရက်နေ့ည9:00နာရီတမြစည်းမ Prime Time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်စတင်တဲ့သတင်းဧပြီလအတွင်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အမျိုးသမီး82ဦးသေဆုံးတဲ့သတင်းအိန္ဒိယရောက်မြန်မာတွေစစ်ရေးတင်းမာနေခြင်းသတင်းနဲ့နေထိုင်ဖို့အိန္ဒိယ for မြန်မာတိုက်တွန်းတဲ့အကြောင်းနဲ့ နိုင်ငံခြားကောင်းဆောင်29ဦးမေလ9ရက်စေရေးပြချီတက်ပွဲတက်ရောက်မယ်လို့ရုရှားပြောတဲ့နိုင်ငံတကာသတင်းပြင် နောက်ဆုံးရကုန်စည်လုံးနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်စတင်တဲ့သတင်းနဲ့စလိုက်ချင်ပါတယ် ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမယ်ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ယင်မနီအောင်ပွဲအခမ်းအနားတက်ရောက်ဖို့စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကျူကျူလှတို့အထူးလေရင်နဲ့နေပြီးတော့တက်မတော်လေးစိတ်ကနေရုရှားနိုင်ငံကိုဒီကနေ့မေလ9ရက်မနက်ပိုင်းကထွက်ခွာသွားတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ စစ်ကောင်းဆောင်အနေနဲ့ရင်းမြင်းကြီးချီတက်ပွဲနဲ့ဆက်ဆက်အခမ်းအနားတွေကိုတက်ရောက်တာအခမ်းအနားကိုတက်ရောက်လာသူတွေနဲ့တိကျတွေ့ဆုံဆွေးနွေးတာတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့စစ်ကောင်စီထိန်းချုပ်မြမအတန်ကမေလ9ရက်နေ့မနက်ပိုင်းမှာကြေညာပါတယ်နေ့70ပြည့်ရုရှားအောင်ပွဲနေ့အစည်းအပြအခမ်းအနားကိုရုရှားနိုင်ငံမော်စကိုမြို့ရင်ပြင်ဒီမှာလာမယ့်မေလ9ရက်နေ့မှာကျင်းပမှာဖြစ်ပြီးစစ်ကောင်စီတပ်ကိုစားပြုအစည်းအပြအဖွဲ့လဲပါဝင်ချီတက်မှာဖြစ်ပါတယ်။ ခီးစဉ်မှာနှစ်နိုင်ငံချစ်ကြည်စီးပွားရေးလုံခြုံရေးဆိုင်ရာတွေနဲ့ကဏ္ဍပေါင်းစုံမှာမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာတွေတိုးတက်ခိုင်မာအောင်ဆောင်ရွက်မယ်လို့ထုတ်ပြန်ထားပါဗျ။အဲ့ဒီအခမ်းအနားကိုတရုတ်၊ဘရာဇီး၊ဆာဗီယာ၊ဗင်နီဇွဲလာတို့ကခေါင်းဆောင်တွေလည်းတက်ရောက်မှာဖြစ်တယ်လို့ရုရှားသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါဗျ။ အာဏာသိမ်းပြီးတဲ့နောက်စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့အကြားနီးကပ်တဲ့ဆက်ဆံရေးဆက်လက်ရှိနေပြီးရုရှားကစစ်ကောင်စီကိုဒရုန်းတွေရဟတ်ယာဉ်တွေနဲ့ဆက်လက်နက်ပစ္စည်းတွေရောင်းချပေးနေတယ်လို့အရက်ဖက်အဖွဲ့အစည်းတွေကထုတ်ပြန်ထားကြပါဗျာ။ စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့လည်းအာနာသိန်းကာလာတွင်ရုရှားနိုင်ငံကို၄ချိန်တွားရောက်ထားပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့မတ်လခီးစဉ်မှာရုရှားကမြန်မာနိုင်ငံမှာအသေးစားအမှုမြူတားပေးဆက်ယုံတိစောက်ဖို့အပါအဝင် အချက်၁၀ချက်ကိုလက်မှတ်ထိုးခဲ့ကြပါရယ်ခင်ဗျာဧပြီလတလတာတွင်စစ်ကောင်စီတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီး82ဦးသေဆုံးခဲ့တဲ့တဲ့တွင်ဆက်ချင်ပါတယ် စစ်ကောင်စီဟာအပြစ်အကြောင်းကြေညာထားတဲ့ကာလဧပြီလတလတာအတွင်းမှာလက်နက်ကြီးပစ်ခတ်မှုလေကြောင်းပုံးကျဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့တာကြောင့်နိုင်ငံတော်ဝန်အမျိုးသမီး82ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူ90လောက်ရှိတယ်လို့အမျိုးသမီးတပ်မက BWU ကထုတ်ပြန်ပါတယ်။ဧပြီလ၁ရက်နေ့ကနေ30ရက်နေ့အတွင်းတိုင်းနယ်ပြည်နယ်10ခုမှာစစ်ကောင်စီတပ်နဲ့တိုက်ခိုက်မှုတွေကြောင့်တေဆုံးရတာဖြစ်တယ်လို့ BWU ထုတ်ပြန်ချက်ကဖော်ပြပါရယ်။ မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းတော်လိုင်းတပ်ဖွဲ့တွေအပါအဝင်စစ်ကောင်စီကငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက်ယာယီအပြစ်ရကြောင်းအတိအကျညင်ညာခဲ့ကြပါတယ်။ဒါပေမဲ့စစ်ကောင်စီကအပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တာတွေဆက်လက်လုပ်ခဲ့တဲ့အတွက်အမျိုးသမီးနဲ့မိန်းကလေးငယ်တွေနေ့စဉ်နဲ့အမျှအသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်သခိုင်းတိုင်းတွင်းမှာအမျိုးသမီး30ဦးနဲ့တိတ်ဆုံးမှုအများဆုံးဖြစ်ခဲ့ပြီးချင်းပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာလည်းစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ဒေသခံအမျိုးသမီးတွေတိတ်ဆုံးခဲ့ကြပါတယ်ဒါပြင်အဲ့ဒီကာလအတွင်းတည်ဆုံးခဲ့တဲ့အမျိုးသမီး82ဦးထဲမှာအသက်18နှစ်အောက်73ဦးပါဝင်နေပါတယ်။ ဒဏ်ရာရတဲ့အမျိုးသမီးတွေထဲမှာလေချောင်းတိုက်ခိုက်မှုကြောင့်40ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်5ဦးမြေမြုံမိုင်းကြောင့်4ဦးနဲ့အာရခတ်တပ်တော် AA တပ်ဖွဲ့ဝင်ကမရင်းပြူးကျင်တာကြောင့်2ဦးပါဝင်တယ်လို့ BW ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်ခင်ဗျာမြို့နယ်ပေါင်း190မှာကျမ်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့အန်ယူဂျီပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံကမြို့နယ်ပေါင်း190မှာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုလုံသား9000ကျော်နဲ့ဆောင်ရွက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီကနေ့မေလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနဟာဒေသဆိုင်ရာကျန်းမာရေးတာဝန်ခံ29ဦးမြို့နယ်ကျန်းမာရေးတာဝန်ခံ229ဦးတို့နဲ့မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေတာလို့ဆိုပါတယ်။ ဆေးရုံပေါင်း106ရုံဆေးကံပေါင်း108ခုရွေးရှားဆေးကံပေါင်း192ခုကျော်မှာကျန်းမာရေးလှုပ်သားအင်အား9068ဦးနဲ့ဒေသအသီးသီးမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်စကိုင်းတိုင်းဒေသကြီးတခုထဲမှာတင်ပြင်ပလူနာအရေအတွက်၄နှစ်အတွင်းလူနာ၁၂သိန်းကျော်ထိကုသပေးနိုင်ခဲ့တယ်လို့အန်ယူဂျီကပြောထားပါဗျာ အိန္ဒိယရောက်မြန်မာတွေစီးရီးတင်းမာနေခြင်းတတိယနေထိုင်ကြဖို့အိန္ဒိယ for မြန်မာတိုက်တွန်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ကြားစီးရီးတင်းမာနေတဲ့ကာလဖြစ်တဲ့အတွက်အိန္ဒိယနိုင်ငံမှာရောက်ရှိနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့နိုင်ငံရဲ့ဥပဒေကိုလိုက်နာပြီးအိန္ဒိယအစိုးရနဲ့နိုင်ငံသားတွေအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့လုပ်ရက်တွေကိုရှောင်ကျဉ်ပြီးတတိယနေထိုင်ကြဖို့အိန္ဒိယ for မြန်မာကဒီကနေ့မေလ9ရက်နေ့မှာတိုက်တွန်းထားပါရယ်။ အိန္ဒိယအစိုးရတာဝန်ရှိသူတွေအနေနဲ့လည်းစစ်ရေးတင်းမာနေတဲ့အခုကာလမှာနိုင်ငံရဲ့လုံခြုံရေးနဲ့နိုင်ငံသားတွေရဲ့အရေးကိစ္စတွေကိုဦးစားပေးအာရုံစိုက်နေရတဲ့ကာလဖြစ်တဲ့အတွက်အိန္ဒိယရောက်မြန်မာနိုင်ငံသားတွေကလည်းဒေသန္တရစီမင်းစည်းကမ်းတွေနဲ့ထုတ်ပြန်ချက်တွေကိုအလေးထားပြီးပူးပေါင်းဆောင်ရွက်ကြဖို့ထုတ်ပြန်ချက်မှာတိုက်တွန်းထားပါတယ်။ဒါပြင်မိမိရောက်ရှိရာရက်ဒေတာတွေမှာသတိရှိစွာနေထိုင်ကြဖို့ကိုလည်းအိန္ဒိယဖို့မြန်မာ ထုတ်ပြန်ချက်ကတိုက်တွန်းဖော်ပြထားပါဗျာ။ နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားကြတဲ့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့ကြားဧပြီလ22ရက်နေ့ကကက်ရှမီးယားနယ်စပ်အိန္ဒိယထိန်းချုပ်နယ်မြေပဟဲကံမှာခီးသွွားအိန္ဒိယနိုင်ငံသားဟိန္ဒူဘာသာဝင်26ဦးတပ်ဖြတ်ခံရတဲ့ကိစ္စကြောင့်အခြေအနေတင်းမာလာခဲ့ကြတာပါအဲဒီနောက်ဒီကနေ့မေလ9ရက်နေ့မှာတော့ပါကစ္စတန်နဲ့ပါကစ္စတန်အုပ်ချုပ်ရာကက်ရှမီးယားဒေသမှာရှိတဲ့နေရာ9နေရာကိုအိန္ဒိယဘက်ကလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့်အနည်းဆုံးရသား26ဦးသေဆုံးပြီး46ဦးဒဏ်ရာရခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောကြားထားပါတယ်။ပါကစ္စတန်ဘက်ကနေလည်းအိန္ဒိယရဲ့ Rafale ဂျက်လေယာဉ်၃စင်းအပါအဝင်လေယာဉ်၅စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတူကရိုက်တာသတင်းဌာနကိုပြောဆိုထားပါတယ်။ အိန္ဒိယရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးပြန်ပြောင်းတင်းတင်းစစ်ကြင်ညာတာလို့ပါကစ္စတန်ကတုံ့နှုံထားပြီးအိန္ဒိယရဲ့ရန်လိုမှုအပေါ်တုံ့ပြန်ဖို့ပါကစ္စတန်မှာအခွင့်အရေးရှိကြောင်းလဲကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအတိပေးပြီးဖြစ်တယ်လို့ဆိုထားပါဗျ။မြန်မာနိုင်ငံမှာ1988ခုနှစ်အရေးခင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ဆရာနာရှင်ကိုစန့်ကျင်တဲ့ကျောင်းသားလူငယ်တွေအိန္ဒိယနိုင်ငံ မီဇိုရန်နဲ့မဏိပူရပြည်နယ်တွေမှာစတင်ခိုလုံခဲ့ကြတာပါဗျ။ ဒါပြင်2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာလည်းမြန်မာနိုင်ငံကပြည်တွင်းအခြေအနေတွေနဲ့တိုက်ပွဲတွေကြောင်းအိန္ဒိယနိုင်ငံမီဇိုရန်မဏိပူရနာဂါလန်နဲ့နယူးဒေလီမြို့တွေမှာမြန်မာနိုင်ငံသားတွေထွက်ပြေးခိုလုံနေရပါတယ်။လက်ရှိကာလမှာအိန္ဒိယနိုင်ငံအတွင်းဒုက္ခသည်ဖြစ်ခိုလုံနေရသူမြန်မာနိုင်ငံသားစုစုပေါင်း9000ကျော်ရှိတယ်လို့အကူအညီပေးရေးအဖွဲ့အစည်းတွေစီကတည်ရပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ရှုစားမှာဖြစ်ပါတယ်။နိုင်ငံခြားကောင်းဆောင်29ဦးမေလ9ရက်နေ့စစ်ရေးပြချီတက်ပွဲတက်ရောက်မယ်လို့ရုရှားပြောတဲ့သတင်းကိုကြည်လိုက်ရအောင်ပါ။တရုတ်ကောင်းဆောင်ရှီကျင်းဖင်နဲ့ဘရာဇီးကလူးဝစ်အီနာစီအိုလူလာဒါဆေဗာရိုအပါအဝင်နိုင်ငံခြားကောင်းဆောင်29ဦးမေလ9ရက်နေ့မှာကျင်းပမယ့်စီးရီးပြချီတက်ပွဲကိုတက်ရောက်မယ်လို့ကရင်မလင်က အင်ကာနီမှာပြောပါရယ်။ အဲ့ဒီအထဲမှာနိုင်ငံတကာကနိုင်ငံအဖြစ်အတိမတ်ပြုမထားတဲ့ပိုင်နက်နယ်မြေနှစ်ခုလည်းပါဝင်ပါတယ်။အဲ့ဒီဆေးပြပွဲနဲ့ပတ်သက်လို့မှန်းဆပြောဆိုမှုတွေလည်းပေါ်ထွက်နေတာပါ။အဲ့ဒါဟာအခုထိကျင်းပပြီးသမျှထဲမှာ အကြီးကျယ်အခမ်းအနားဆုံးဖြစ်မယ်လို့ရုရှားကပြောထားပါဗျ။ဒုတိယကမ္ဘာစစ်မှာနာဇီဂျာမနီအပေါ်ဆိုဗီယက်ကအောင်ပွဲခံခဲ့တဲ့အထိမ်းအမှတ်ဖြစ်ပြီးယူကရိန်းမှာတိုက်နေတဲ့တုတ်တက်ဖွဲ့တွေအတွက်ထောက်ခံမှုရစေဖို့လည်းဖြစ်ပါတယ်။ အခမ်းအနားမစတင်ပြီး၃ရက်လိုအင်္ဂါနေ့ကမော်စကိုကိုကီဖ်ကနေဒရုန်းတွေနဲ့တိုက်ခိုက်ထားပါတယ်။တရုတ်၊အီဂျစ်၊ VNN ၊မြန်မာနဲ့အရင်ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းနိုင်ငံအများအပြားအပါအဝင်73နိုင်ငံကတပ်ဖွဲ့ဝင်တွေရင်းမြစ်နီမှာကျင်းပမဲ့စစ်ရေးပြခြိတက်ပွဲမှာ ပါဝင်ခြိတက်ကြလိမ့်မယ်လို့ကရင်မလင်လက်ထောက်ယူရီအူရှာကော့ဖ်ကပြောပါတယ်။ မော်စကိုရဲ့ယူကရိန်းထိုးစစ်၃နှစ်ကြာချိန်မှာအဲ့ဒီပွဲကိုကျင်းပတာဖြစ်ပါတယ်။ရုရှားစစ်သားတွေနဲ့အတူရင်းမြနီမှာချီတက်ခြင်းမပြုဖို့ကီဖ်ကနိုင်ငံခြားတပ်ဖွဲ့တွေကိုအင်ကာနေကတတိပေးထားပါတယ်။အဲ့လိုချီတက်ခြင်းဟာမော်စကိုရဲ့ယူကရိန်းမှာပြုလုပ်နေတဲ့လုပ်ရက်တွေအတွက်တာဝန်ရှိမှုကို မျှဝေယူရာရောက်တယ်လို့ပြောထားပါဗျ ဆာဗီယာတမရာအလက်ဇန်ဒါဗူဒစ်နဲ့ဆလိုဗက်ကီးယားဝန်ကြီးချုပ်ရောဘတ်ဖီကိုတို့နှစ်ဦးတည်းသာအဲ့ဒီအခမ်းအနားကိုတက်ရောက်မဲ့ဥရောပကခေါင်းဆောင်တွေဖြစ်ကြပါတယ်။ဖီကိုဟာဘရက်ဆဲရဲ့မတက်ရောက်ဖို့သတိပေးချက်ကို အာခံကတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာရံဘတ်ဖြစ်ခဲ့တဲ့အာမေးနီးယားနဲ့အဇာဘိုင်ဂျန်ကခေါင်းဆောင်တွေလည်းစစ်ရေးပြပွဲကိုတက်ရောက်ကြမှာဖြစ်ပြီးရုရှားကိုထောက်ခံတဲ့ဂျော်ဂျီယာခွဲထွက်နယ်မြေတွေဖြစ်တဲ့တောင်အိုဆက်တီးယားနဲ့အခါစီယာတို့ကခေါင်းဆောင်တွေလည်းတက်ရောက်မှာဖြစ်ပါတယ်။အဲ့ဒီနယ်မြေတွေကိုတော့နိုင်ငံတကာအတိုင်းဝိုင်းကအတိမတ်ပြုထားခြင်းမရှိပါဘူး။အင်ဒိုနီးရှား၊ဘာနီကာဖာဆို၊ဘော့စနီးယား၊ဗီယက်နမ်၊အီဂျစ်၊ဇင်ဘာဘွေ၊အီရတ်၊ကွန်ဂို၊မြန်မာ ကျူဘာအီသီယိုးပီးယားနဲ့အီကွေတိုရီယဂီနီတို့ကခေါင်းဆောင်တွေလည်းအလေအာရှဒေတာကရုရှားရဲ့အစင်လာမဟာမိတ်တွေနဲ့အတူစီးရီးပြပွဲကို ပါဝင်တက်ရောက်ကြလိမ့်မယ်လို့မော်စကိုကပြောထားပါဗျ။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး73စီဈေးနဲ့ဆောင်းစီဈေးတွေကို တင်ပြပေးပါမယ်။ဒါရောမျက်စိမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ ဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ1100ကျပ်ပြင်ပပေါက်စေ4420ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စေ1628.65ကျပ်ပြင်ပပေါက်စေ3436ကျပ်ဒီရောပါတီယူရိုကိုစစ်ကောင်စီသတ်မှတ်စေ1389.83ကျပ်ပြင်ပပေါက်စေ9038ကျပ် ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64တတ်သမ31ချံပြင်ပပေါင်စေ135တတ်သမ69ချံမလေးရှားတရင်းကိကိုစစ်ကောင်စီတတ်မှတ်စေ469တတ်သမ34ချံပြင်ပပေါင်စေ1045ချံပေါင်စေရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရပြည်တွင်ရွှေစင်းလုံးတွေကတော့အကောက်ရွှေတစ်ချက်သားကိုရွှေကုန်တယ်အသင်းသတ်မှတ်စဉ်58သိန်း1000ကျပ်ပြင်ပပေါင်စဉ်86သိန်း2000ကျပ်စကားပဲတစ်ချက်သားကို ရွှေကုန်တယ်အသင်းသတ်မှတ်စဉ်53သိန်း9325ကျပ်ပြင်ပပေါင်စဉ်83သိန်း8000ကျပ်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်လီတာကို2480ကျပ်ပရီမီယံဒီဇယ်လီတာကို3055ကျပ်အော်တိတ်92ဒီလီတာကို2885ကျပ်အော်တိတ်95ဒီလီတာကို2940ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73စီစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီစင်းတွေကတော့စောင်းစီတပိတ်တာကို စစ်ကောင်စီတတ်မှတ်စေ6900ကျပ်ပြင်ပပေါက်စီ9000ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါစင်းလုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမျက်စိမှ Prime Time မျက်စိမှသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ